UN ကလုသမဂ္ဂအဖွဲ့အလုံးမလုတော့ဘူးလို့မလေးရှားကိုရောက်ရှိနေတဲ့ဘရာဇီးသမ္မတလူလာတာစီဗာကအော်တိုဗလာ25ရက်နေ့ကရှုံချပြောဆိုခဲ့ပါတယ်။ကောလလမ်ပူမှာမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်နဲ့တွေ့ဆုံခဲ့ပြီးနောက်ပြုလုပ်တဲ့ပူးတဲ့သတင်းစာရှင်းလင်းပွဲမှာလူလာက UN အလုံးမလုတော့ကြောင်း UN က80အရေးမပါတော့တဲ့အခြေအနေကိုရောက်ရှိနေပြီးဒီတိုင်းဆက်သွယ်ရေးမဖြစ်ကြောင်းဖွေဖန်တရီပေးခဲ့ပါတယ်။ အခုဆိုရင်ကုလသမဂ္ဂလုံခြုံရေးကောင်စီကအလုံးမလုံတော့ဘူးနောက်ပိုင်းဖြစ်လာတဲ့စစ်ပွဲတိုင်းဟာအဲ့ဒီလုံခြုံရေးကောင်စီအဖို့ဝင်ပါဆိုတဲ့နိုင်ငံတွေကပဲညှိနှိုင်းမှုမရှိတာဝန်ခံမှုမရှိပဲစတင်ခဲ့တာလို့ဘရာဇီးသမ္မတကတုံ့တက်ပြောကြားခဲ့ပါတယ်အဲ့နောက်၎င်းကဂါဇာကမ်းမြောင်မှာကာလကြာရှည်တည်ကြည်ဒုက္ခရောက်နေတာတွေကိုမြန်မာလျှံနဲ့ ဘာလို့နှုတ်ဆက်နေနေတာလဲလို့လည်းမိကုံထုတ်ခဲ့ပါရယ်ဒူလာကဒေါ်နယ်ထရန့်ကိုယူရပြီးကောင်းဆောင်တအူအတွက်ကောင်းမွန်ရှောက်နိုင်မှုကနိုဘယ်ဆုထက်အများကြီးအရေးပါပါတယ်လို့လည်းပြောကြားခဲ့ပါရယ်အိမ်မီရိုကိုပြန်လဲအခြေချပြီးတဲ့ကထရန့်ဟာမြတ်စွာဘုရားစစ်ပွဲတွေကိုကြောင်းဝင်ဖြစ်ရှင်းပြီးခဲ့တဲ့သူကတာငြိမ်းချမ်းရေးနိုဘယ်ဆုရတဲ့နယ်လို့အချိန်ချင်းပြောဆိုခဲ့ပြီးတကယ်တမ်းဆုနဲ့လွှဲချော်ခဲ့ပြီးနောက်မှာနိုဝေးနိုဘယ်ကော်မတီကိုပြစ်တင်ခဲ့ပါရယ်